မင်္ဂလာပါအပိုင်းဆက်၈ကိုဖတ်ပြပေးသွားပါမယ်ဘဝကိုချစ်ပါလော်ခဲတဲ့၁၂နှစ်ကျော်လောက်တုန်းကကို့အတန်းဝိုင်းထဲကအမျိုးသားတယောက်သူ့ကိုယ်တူဆွဲချိုးချတတ်တည်တဲ့အဖြစ်တစ်ခုခြုံခဲ့ချခဲ့ဖူးပါတယ်သူကငငယ်လေးကတည်းကကြိုးမြင်ရင်တိတ်ကြောက်တာတဲ့အဝိလန်းချိုးစော်ချိုးစတဲ့ဖြစ်ကျိုးမြင်ရင်ငိုရောတဲ့ ။သေတော့လည်းအသက်20ဝန်းကျင်ခန့်ငယ်ငယ်ပဲ။အမျိုးသမီးနဲ့စကားများပြီးရေချိုးခန့်ထဲဝင်သွားရာက ပြန်ထွက်မလာတော့တာနဲ့တကားတွေပါတွေဖြက်ဖွင့်ကြည့်တော့ကျိုးတစ်ချောင်းနဲ့ဟန်းလုပ်ပြီးတင်နေတော့တာပဲ။ထူးတော့ထူးဆန်းတယ်။ကျိုးကိုတိကျောက်တဲ့သူကကျိုးနဲ့ပဲကိုကိုကိုအစိုးစီရင်ဝတ်တယ်ဆိုတာ။ ကိုကိုကိုတက်တည်ကြတဲ့ကိစ္စတွေမှာကြည့်လိုက်ရင်ဘာမှမဟုတ်တာလေးနဲ့ဖြစ်သွားကြတာတွေရှိတယ်။ဆိုက်ကားဆရာလေးကမိမကို1500ကျပ်ဈေးဘူးမပေးနိုင်လို့ဆွဲချိုးချတည်တယ်။တမီးလေးကိုဈေးကူမပေးနိုင်တဲ့အဖေဟာတရားပေါ်ကနေရေထဲခိုချပြီးသေးတယ်။တချို့လည်းအထိုးပါလာတယ်လို့ဆိုကြတယ်။ ဘလို့ဖြစ်ဖြစ်အသက်သေးတဲ့အထိဖြစ်ရပြီဆိုတာစိတ်မကောင်းเสียကြောက်เสียပါပဲကိုကိုကိုတတိကြသူတွေဟာစိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုမဖြေရှင်းနိုင်သူတွေဖြစ်တတ်ကြပါတယ်လူတိုင်းမှာအားနည်းချက်အားသာချက်တွေရှိကြပါတယ်ကို့အားနည်းချက်ကိုကိုယ်တိုင်ဝေဖန်နိုင်တယ်ဆိုတာကောင်းပါတယ် ဒါပေမဲ့ကို့အားနဲ့ချက်ကိုအပြစ်တစ်ခုလိုမြင်လာပြီးကို့ကိုယ်ကိုအဆိုးမြင်လာတတ်ခြင်းဟာရေရှည်မှာကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတီဆောက်လိုက်တယ်လို့ဖြစ်လာနိုင်ပါတယ်။တကယ်တော့လူတိုင်းဟာ ကို့ကိုယ်ကိုရာခိုင်နှုတ်ဖြင့်ကြိုက်နှစ်သက်ပြီးကို့ဘဝကိုချဉ်းနှံ့နေကြတာတော့မဟုတ်ပါဘူး။ကိုယ့်ရဲ့ရိုးပိုင်းဆိုင်ရာအသွင်အပြင်ဝါလို့ ပိန်လို့ဖြူလို့မဲလို့ဆိုတာတွေအပြင်ယောက်ျားစိတ်ဖြစ်နေလို့မိန်းမစိတ်ဖြစ်နေလို့ပညာရေးမှာမအောင်မြင်လို့ပဝင်းကြီးရဲ့ထုံးတတ်မှုကို မခံနိုင်တော့လို့အလုံးမှာတိုးတက်မှုမရှိလို့အေးထောင်ရေးကိုတီမြဲตาရအောင်မဆောက်ရှောက်နိုင်လို့ပိုက်ဆံကောင်းကောင်းမရှာနိုင်လို့မိသားစုကိုစိတ်ရှိတဲ့လောက်မပတ်ဘူးနိုင်လို့ကျမ်းမာရေးမကောက်လို့ အိမ်မက်တွေကို အကောင့်ထက်မဖော်နိုင်လို့စတဲ့ဖြစ် ကိုကိုကိုမကြိုက်တဲ့မကြေနပ်တဲ့အရာတွေအများကြီးရှိနေတတ်ကြပါတယ်။ဓာတ်တွေကို ဖြည်တအောင်မတွေးနိုင်တဲ့အခါပထမအစ်စ်စိတ်တက်ကြလာကြတယ်။လူတိုင်းဟာစိတ်တက်ကြတယ်ဆိုတဲ့ခံစားမှုမျိုးကို အနှဲနဲ့အမျှခံရဖူးတာကြီးပါပဲ။အဲ့ဒီအစ်စ်မှကြာလာပြီးကိုယ့်စိတ်ကိုကိုမကူစားနိုင်ရင် ိုကိုကိုမုံတီးလာတဲ့အစ်စ်ကိုရောက်လာတတ်ပါတယ်။ကိုကိုကိုမုံတာကိုအင်္ဂလိပ်လိုဆို cell loading လို့ခေါ်ပါတယ်။ကိုကိုကိုမုံတယ်မကြိုက်ဘူးမချေနှက်ဘူးစိတ်ဓာတ်တွေကျရတဲ့အစုံမြင့်စစ်တွေဝင်လာတယ်။တေတော့တီးချင်းနေဆိုတာကိုတတိပြုံးပြီပြီဆိုရင်ပဲဘလို့ကုစားကြည့်မလဲဆိုတော့အချက်ကလေးတွေကိုစဉ်းစားမိတဲ့လောက်ရေးပေးလိုက်ပါတယ်။ နံပါတ်1ကောင်းတဲ့အကြောင်းလေးတွေရှာကြံတွေးပါတဲသေးလေးတွေပဲဖြစ်နေပါစေဘာမှမဟုတ်ဘူးထင်ရတာလေးတွေတောင်ဂျေစုတတအောင်ကြိုးစားပါ စောင်းဝဲနေရပြည့်စုံပြီးနေတာကိုလက်အင်္ဂါဆိုလင်နာမိဘတွေရှိနေသေးတာကျမ်းမာရေးကောင်းနေတာစတဲ့ဖြစ် ကောင်းတာတွေကိုရှာကြံပြီးတွေးပါဝဲရလာဖို့အတွက် ်တငယ်တန်းကစတက်ခရတာမဟုတ်လားတသေးလေးတွေစုပြီးနောက်ဆိုးအကြီးကြီးဖြစ်သွားတတ်တာကိုတတိယပါနံပါတ်1လက်ထဲကအလုတ်ကိုပဲအကောင်းဆိုးလုံးမယ်ဆိုတဲ့အစီမျိုးထားပါအခုနောင်းကိုပဲအာယုစိုက်ပါဖြစ်ခဲ့တဲ့ past ကိုမတွေးဘူးမဖြစ်သေးတာတွေ future ကိုပူပန်မနေဘူးနံပါတ်3တချို့လူတွေရဲ့နာမည်ကျော်တွေ ိုလေးစားချစ်ခင်ရသူတွေဘဝနောက်ကျောင်းတွေကိုရှိပါ သူတို့မှာခက်ခဲကြံတန်းတဲ့ဘဝနောက်ကျောင်းတွေ ရှိခဲ့တယ်သူတို့ဘလို့ချော်ဖြတ်ခတ်တယ်လဲသူတို့ကိုကြည့်ပြီးခေါ်အားယူတည်ပါတယ်နံပါတ်၄ကိုကိုကိုသူများတွေနဲ့တိတ်မနှိုင်းရှင်ပါနဲ့သူဟာသူကိုဟာကိုမို့မတူပါဘူး ုကုကိုမချေနှက်စေအစိုးမြင်စေဟာ သူများတွေနဲ့နှိုင်းရှင်မှုတွေကနေပေါ်ပေါက်လာတာများပါတယ်။ဆိုရှယ်မီဒီယာမှာပေါ်လာတဲ့မျှတွေတိတ်မချီတပါဘူး။နံပါတ်၅ကိုစိတ်ကိုကိုတိတ်ဖိအားမပေးပါနဲ့။အယံမျောလဲထားပြီးမှ ဖြစ်မလာရင်အလကားစိတ်ဆင်းရလိမ့်မယ်။ဘဝဟာလုံတိုင်းနဲ့ဖြစ်စီချင်းတလို့ဖြစ်မလာပါဘူးနံပါတ် ိုကိုကိုတိတ်မဝေဖန်ပါနဲ့တူတူငါငါအမားတွေရှိကြတယ်ကို့အမားကို ခွေလုံးမှရှေ့ဆက်သွားလို့ရပါတယ်နံပါတ်7ကို့မှာမကောင်းတဲ့စိတ်ဆိုးစိတ်ရုပ်တွေရှိတတ်တယ်ကြောက်စိတ်တွေရှိနေတတ်တယ်သူတို့ရှိနေတယ်ဆိုတာကို လက်ခံပေးပါ လုံးဝမရှိဘူးလို့မငင်းပယ်ပါနဲ့ဒါပေမဲ့သူတို့ကိုအေးဆေးတဲ့နေရာတစ်ခုမှာ ပေးနာလိုက်ဖို့တော့လိုလိမ့်မယ်။စိုးနေတဲ့ကလေးကိုဘာမှပြောမနေပဲစိုက်ကြည့်ပေးလိုက်ရင်ညေကုတ်သွားတဲ့သဘောပါပဲ။နံပါတ်၈ပဝိုးကျင်ကိုတိတ်ဂိယူမဆိုင်ပါနဲ့။ကိုလောက်တာမှန်တယ်လို့ယုံကြည်နေမယ်။ကိုလိုရက်ကလည်းဘတုကိုမှမထိခိုက်စေဘူးဆိုရင်လူအများစကားတင်းဆိုတာတွေကိုဘယ်ယူဆိုင်ဖို့မလိုပါဘူး ပဝိုးချီဆိုတာလူကြိုက်များတဲ့ဆန်နိုးတွေထက်ထားတဲ့ပူဇံခွက်ကြီးပါပဲ။ပူဇံခွက်ထဲဝင်ဆက်ဖို့ကြိုးစားရင်းကိုတကယ်ချစ်တဲ့အရာတွေကိုလက်လော့ဆူရှိုးလိုက်ရတတ်တယ်။နံပါတ်ကိုကိုကြိုက်တဲ့ဝတ္တနာလေးတွေကို လုံးကြည့်ပါ။ဝတ္တနာကိုဖိအားမပေးပါနဲ့။အစံမရလဲဝတနာဟာဝတနာပဲကိုကြိုက်တာလေးတွေလုံနေရရင်စိတ်ညစ်ဖို့မင်းနေတတ်ကြတယ် ိုစိတ်ပျော်ဖို့အခြေတစ်ခုထားပါနံပါတ်10ကိုကိုကိုတက်တည်ဖို့လုံးဝမစင်စားပါနဲ့တည်သွားတိုင်းမပြီးပါအခက်ခဲတွေကိုကျော်လွားနိုင်ခဲ့တယ်ကျော်လွားနေတယ်နောက်ထပ်လည်းကျော်ဖြတ်နိုင်လေအောင်မယ်လို့ယုံကြည်ပါအစိုးဆုံးဖြစ်ခဲ့တဲ့အခြေတွေကိုစာနဲ့ချရေးထားကြည့်ပါ။နံပါတ်7ကိုးကွယ်ရာတစ်ခုကို လေးလေးနက်နက်စီးကပ်ပါယုံကြည်ပါတရားထိုင်ပါနံပါတ်7ရင်နှီးတဲ့တငယ်ချင်းကိုရင်ဖွင့်ပါအားပေးစကားပြောနိုင်တဲ့သူနဲ့စကားပြောပါ စာတွေမြမြဖတ်ပါဘဝတစ်ခုရဖို့ဆိုတာတကယ်ကိုမလွယ်ပါဘူးဘာတွေဘလောက်ပဲစဉ်းကြည့်ရပါစေဆက်ပြီးတော့ရှင်းတန်ပါရှင်းတန်လို့စိတ်ဒီအဓိကပါဘဝကိုချစ်ပါ day 14 ိုးဘဝကိုချေးရလာကိုယ့်ရဲ့အကံကောင်းခြင်းတွေကိုချရေးပါကိုယ့်ရဲ့အားသာချက်တွေကိုစီရင်ပြုစုပါကဘာကြီးမှာရှိနေတဲ့လူဦးရေတန်းပေါင်းများစွာထဲကကံကောင်းတဲ့လူသား၃ပုံ၂ပုံထဲမှာတင်ပါတယ်ဆိုတာမမိတ်ပါနဲ့ EQ နဲ့ IQ 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 လို့ပြောလိုက်ပြီဆိုရင်လူတော်တော်များများက ဉာဏ်ရည်နဲ့ပတ်သက်ပြီး ပြောတယ်ဆိုတာတော့သဘောပေါက်ကြပြီးဖြစ်ပါတယ်။ရေပူရအားဖြင့် IQ မြင့်တဲ့သူကိုဉာဏ်ရည်မြင့်တဲ့လူတော်အဖြစ်သတ်မှတ်နားလည်ကြပြီး IQ နေတဲ့ဆိုရင်ဉာဏ်ရည်နေတဲ့လူညာအဖြစ်သတ်မှတ်ကြပါတယ်။တမန်လူတယောက်ရဲ့ဉာဏ်ရည် IQ ဉာဏ်ရည်အနည်းမြင့်ကို တိုင်းတာတဲ့အခါ ပြင်းပြအားဖြင့်80မှ120ကြာရှိတတ်ကြပြီး120ကျော်ရင်ညံကောင်းတယ်ညံရည်မြစ်တယ်လို့ဆိုကြပါတယ်ဒီနေရာမှာစဉ်းစားမိတာကငငယ်တုန်းကအတန်းထဲမှာအရန်စတော်တဲ့သူတချို့ကြီးလာတော့တကယ်လက်တွေ့ဘဝမှာဒီဒီကျဲမအောင်မြင်ကြတာမျိုးတွေရှိတယ်လို့ငငယ်ကစားတော်တယ်ဆိုတဲ့အထက်မပါပေမဲ့ ကြီးလာတော့လက်တွေ့ဘဝမှာအောင်မြင်နေတဲ့သူတွေရှိနေတာပါပဲ။ဆက်ဖက်သူတွေလည်းကြုံပူးကြမှာပါ။အောင်မြင်တဲ့ဆိုရမှာတထေးကြီးဖြစ်သွားလို့နာမည်ကြီးသွားလို့ဂုံလေးရာထူးတွေရှိလာလို့ဆိုတာတွေထက်တမန်အေးထောင်ရှင်မတူဖြစ်နေပေမဲ့မိသားစုထဲမှာပျော်ရွှင်အေးချမ်းစွာနေထိုင်နိုင်တာ တမ္မာဝေါ်ထန်းတူဖြစ်ပေမဲ့လည်းအလုတ်ခွင်ထဲမှာအစဉ်ပြေစွာပြောဆိုဆက်ဆံလောက်ကင်တက်ချင်းများကိုဆို့လိုပါတယ်ဉာဏ်ရည်ထက်မြက်တာနဲ့ဘဝအောင်မြင်သုံးတက်မှုဟာဓာတ်ရိုက်အချိုးမကျဘူးလို့ပြောရမလို့ဖြစ်နေပါတယ်။အဲတော့ဘဝမှာ အောင်မြင်သုံးတက်ဖို့ဉာဏ်ရည်ထက်မြက်မှုတစ်ခုတည်းနဲ့မလိုလောက်ဘူးလားလို့မေးစရာဖြစ်လာပါတယ်။ကျမက IQ စိတ်ဝင်စားလို့လိုက်ဖက်လိုက်နာထောင်တော့ပညာရှင်တွေမြောက်များစွာပြောနေခဲ့ကြတယ်။ Emotional quotient လို့ခေါ်တဲ့ EQ ဆိုတာကိုတွားတွေ့ပါတယ်။ EQ ကတော့စိတ်ခံစားမှုကိုညာရည်သုံးပြီး စီမံခက်ခွဲနိုင်တဲ့အရာဖြစ်ပါတယ်။သဘောကတော့ IQ နဲ့ EQ ဆိုတာလူတစ်ယောက်အတွက်ရှင်သွဲအတုံးချစဉ်းစားရမယ့်အရာနှစ်ခုပဲဖြစ်ပါတယ်။ကျမတို့လူတွေမှာကအမျိုးဆိုတော့စိတ်ခံစားမှုတွေစက္ကအမျှဖြစ်ပေါ်နေတတ်ကြပါတယ်။ဝမ်းနေတာဝမ်းသာတာပျော်တာလွမ်းတာစိတ်ဆိုးတာဒေါသထွက်တာဒီထဲမှာ အဆိုးဆုံးနဲ့လူကိုဒုက္ခအပေးဆိုးကတော့ဒေါသစိတ်ပဲဖြစ်ပါတယ်။ ဒေါသဆိုတာကကိုကိုတိုင်းကိုလည်းလောင်မြိုက်စေတတ်ပြီးပဝိုးကျင်ကိုလည်းအပူဟတ်တတ်တဲ့ဘောမှရှိပါတယ်။ဆရာကြီးဒေါက်တာအောက်ထောတက်ကတော့ဒေါသထွက်ဖို့ဆိုတာလွယ်တယ်။ခက်တာကအဲ့ဒီဒေါသကိုဘသူ့အပေါ်ထွက်ရမယ်။ဘဲချေဘန်ဒီယာမှာဘလို့ပုံစံနဲ့ထွက်ရမယ်ဆိုတာကိုမသိကြတာပါပဲတဲ့။ဘာလို့မသိကြတာလဲဆိုတော့ ကိုကိုကိုထေးချိုးနိုင်မှုသူတို့တွေမှာအားနည်းနေလို့ပါပဲပေါ့စိတ်ခံစားမှုတွေနဲ့ပတ်သက်တဲ့ EQ ဆိုတဲ့ဉာဏ်ရည်မှာနံပါတ်1ကကိုကိုကိုသိနေဖို့ဖြစ်ပြီးနံပါတ်2ကကိုနဲ့ပတ်သက်ဆက်ဆက်နေတဲ့သူတွေရဲ့စိတ်ခံစားမှုတွေအတွေးအခေါ်အယူဆတွေအတွေ့အကြုံနဲ့ပတ်သက်ပြီး ကိုဘက်ကနားလည်တိရှိ ထိချုပ်နိုင်ဖို့ပဲဖြစ်ပါတယ်နံပါတ်1 self awareness နံပါတ်2 social awareness လို့ပဲပြောကြပါစို့အရေးကြီးတာကကျမတို့အနေနဲ့ပေါ်လာတဲ့စိတ်ခံစားမှုတွေကိုညာရီသုံးပြီးတတိရှိရှိ စီမံခန့်ခွဲနိုင်ဖို့ဖြစ်ပါတယ်ဘဝမှာရည်ကျဲတဲ့သူတွေအေးချမ်းအောင်မြင်တဲ့သူတွေမြင့်မြတ်တဲ့သူတွေဟာ ကိုယ်စိတ်ကိုနားလည်ထိချုံနိုင်တဲ့သူတွေဖြစ်ကြပါတယ် ဒီနေ့ခေအနေထားကိုသုံးသပ်ပြီးတော့ကျမတို့မြန်မာတွေဟာ EQ အရန်နေနေကြပြီလားလို့တွေးမိလို့ပါ Facebook မှာစာရေးဖတ်တော့ရေးတဲ့သူကဘလို့စေတနာကောင်းတွေနဲ့ရေးရေးအကောင်းမမြင်ပဲအဆဲအဆိုလေးတွေနဲ့ဝင်မက်သွားတာမျိုးတွေ့နေရတာပါပဲ Facebook ကတည်င်းနဲ့နီးပညာဆွေးနွေးဖလှယ်ရမယ်အစားဒေါသရဲ့ထွက်ပေါက်ဖြစ်နေပြီလားစဉ်းစားမိပါတယ် ကျမကိုယ်တိုင်စာရီရေးနေတတ်သူမို့လို့ကိုရေးတဲ့စာအုပ်မှာလာရေးကြတဲ့အမျိုးစုံတော်သူတွေကို တွေ့ကြုံရပါတယ်။အဲ့ဒါမျိုးတွေတွေ့ရင်အရင်ကတော့သူတို့ comment တွေကို ကျမဖျက်ပစ်တတ်ပါတယ်။ဘယ်တော့ကမှတော့အပြန်အလှန်မရေးခက်ဘူးပါ။အခုတော့လိုက်လဲမဖက်တော့ဖျက်လဲမဖျက်တော့ပါ။မဖျက်တာကတော့ သူဘာအစ်စ်လဲဆိုတာသူများတွေနဲ့ရှင်ပြီးသူ့ကိုသူတိတွားစေခြင်းလို့လည်းဖြစ်ပါတယ်။ကျမတို့မှာနိုင်ငံရေးလူမှုရေးဘာသာရေးစသည်တို့နဲ့ပတ်သက်လာရင်အမြင်မတူညီမှုတွေ ရှိပါတယ်။ကြိုက်တာမကြိုက်တာသဘောတူတာကက်ကွက်တာတွေရှိပါတယ်။ဒါပေမဲ့မကြိုက်တာကက်ကွက်တာမျိုးကို ကောင်းကောင်းမွန်မွန်ရည်ရင်ကြီးကြီးပြောတတ်ဖို့လိုပါတယ်။မကြိုက်တိုင်းမအေးနှမတိုင်တုတ်နေရမယ်ဆိုတာတော့မဟုတ်ပါ။မကြိုက်တာကို အများကြားတဲ့ဆဲဆိုပြီးရေးရတဲ့တတိဆိုတာအင်မတန်ညံနေပြီးအောက်တန်းစားဆန်တဲ့တတိမျိုးပဲဖြစ်ပါတယ်။ဘဝမှာကြီးမြတ်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်အောင်နောက်ကြီးုံနဲ့မလုံလောက်နှလုံးသားကြီးဖို့လည်းလိုအပ်ပါတယ်။ ကြီးကျယ်မြင့်မြတ်တဲ့တယောက်ဖြစ်ချင်ရတော့သူ့လိုပဲတွေးခေါ်စဉ်းစားကြည့်ပါထူးခြားပါလိမ့်မယ်စိတ်ဝင်စားသူများအတွက်ထပ်ပြောရရင်ကိုကိုကိုစီမံထိချိုးနိုင်သူတယောက်ရဲ့အရေးအတွေးက၄မျိုးရှိပါတယ်နံပါတ်၁ physical intelligence ကျမရည်နဲ့သက်ဆိုင်ပါတယ်ကိုခန္ဓာကျမ်းမာကြခိုင်ရည်တရှိစင်ကြည်ရည်အတွက် ဘလို့စားတော့နေထိုင်ရမယ်ဆိုတာကိုသိရှိတဲ့ဉာဏ်ရည်ဉာဏ်တွေးဖြစ်ပါတယ်။နံပါတ်1 Intelligence Quotient ဒါကတော့ဉာဏ်ရည်မြင့်မားမှုကို ပြောတာဖြစ်ပြီးနံပါတ်3 Emotional Quotient ကတော့ကျမအခုရေးနေတဲ့အကြောင်းဖြစ်ပါတယ်။နံပါတ်4 Spiritual Quotient ဆိုတာကတော့ကိုယ်ခွဲယုံကြည်မှုနဲ့ သက်ဆိုင်တဲ့ညာရည်ညာသွေးဖြစ်ပါတယ်။နံပါတ်၄အချက်နဲ့ပတ်သက်လို့ပြောချင်တာက ကျမတို့တွေဟာတဦးနဲ့တဦးဘာသာလူမျိုးမတူညီကြပါဘူး။ကိုကိုးကွယ်တဲ့ဘာသာကိုယိုတီကိုင်းဆိုင်တယ်လို့သူများကိုးကွယ်တဲ့ဘာသာကိုလည်းလေးစားဖို့အတိအမှတ်ပြုဖို့တော့လိုအပ်ပါတယ်။ပြည်သူဆိုတာတိုင်းပြည်ရဲ့အားပါယတနာပါယတနာနဲ့ တူတော့အဖုံးတန်ပြီးတူပြီးသားတွေကျမတို့နိုင်ငံမှာတိုးတက်အများပြလာလေတိုင်းပြည်တိုးတက်ချမ်းသာလာလေပဲဖြစ်မှာပါကျမကတမန်ပြည်သူတယောက်ပါနန်းတစေနဲ့စီမထွက်နိုင်တော့ကိုသိပေမဲ့စီထွက်တဲ့နန်းတစေဖြစ်အောင်တော့အမြဲကြိုးစားနေလျက်ပါ day 15 eq ရဲ့ level ၄ခုကို လေ့လာကြည့်ပါ ကိုကိုတိုင်နဲ့ပဝေါကျင့်ကိုတတိပြုမိတဲ့အချက်တွေကို ရေးပါအားနဲ့ချက်အားတိုက်ချက်များကို ကိုတိုင်စီမံခက်ခွဲနိုင်ခြင်းရှိမရှိကိုလည်းတစ်ချက်စီဖြည့်သွင်းရေးတာပါ self awareness ကိုကိုကိုတတိပြုမိခြင်း self management ကိုကိုကိုစီမံခက်ခွဲနိုင်ခြင်း social awareness ကိုနဲ့ပတ်သက်ဆက်ဆက်နေတဲ့သူတွေရဲ့စိတ်ခံစားမှုတွေကိုတတိပြုမိခြင်း relationship management လူမှုစဆန်ရေးကိုထေချိုကောက်ကဲနိုင်ခြင်း audio လေးကိုအစိုးတိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ရက်တွေမှာလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ဒီ channel လေးကို like and subscribe လုပ်ပေးကြဖို့မိကြပါနဲ့နော်အားလုံးပဲအဆင်ပြေတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။